ျွန်တော်ဒီမနေ့က live video လေးအောက်မှာ solid state battery နဲ့ပတ်သက်ပြီးဝိဝါဒကွဲပြားနေတဲ့ comment တွေအများကြီးတဲမှာမှအပြူတဘောဆောင်တဲ့ comment လေးတစ်ခုကိုကျွန်တော်တွတ်တွေ့တယ်။အပြန်လည်မန့်လိုက်တာလေ၃၄၃၄ချောင်းလောက်တော့ဖြစ်သွားတာပေါ့။သူကဘာလဲဆိုတော့ who solid state battery တေချာလို့လားစင်ပြီး solid state battery ဖြစ်များဖြစ်နေမလားလို့သူပြောတယ်။ဘိုးတိုက်ကရဲ့ တကယ် official website မှာလည်းသူက semi solid state battery လို့ပြောထားတယ်ဗျအဲ့ဒါကိုကျွန်တော်တို့ဖြုတ်ပြီးတော့ solid state battery လို့ပြောတာပေါ့ full solid state battery မဖြစ်လို့ safety မဖြစ်ဘူးလားမင်းဖြစ်တယ်အဲ့ဒါကတော့ကျွန်တော်ရဲ့တကယ် reality experience ကိုကျွန်တော်ပြောပြခြင်းတယ်အဗီဒီယိုလည်းရှိတယ်ပေါ့ဆန်ထားတဲ့အနေအထားမှာ semi solid state battery ရဲ့ကုန်တက်တီတွေကဘာလဲ တူတီဆောက်ထားတဲ့ပုံစံကဘယ်လိုလဲဆိုတာကိုကျွန်တော်တို့ကတိလို့ရှိရင်ခုကျွန်တော်စမ်းထားတဲ့အနေထားလေးနဲ့ရှင်ထိုးကြည့်လိုက်လို့ရှိရင်ဒါဒီ semi solid state battery တေချာတယ်ဘယ်လိုပဲဆိုစေပေါ့ solid state battery လို့ပြောပြီးဆိုတာနဲ့ကျွန်တော်တို့က safety အရာမိုက်သွားပြီကျွန်တော်မနေ့က live video ကိုအဆုံးထိမလွှင့်ဘူးဒါပေမဲ့မလွှင့်ပေမဲ့အဲ့ live video ကျွန်တော်ပြီးတဲ့အချိန်မှာကျွန်တော် လိုက်ဗီဒီယိုပြီးသွားတဲ့အချိန်မှာကျွန်တော်ကစမ်းပြီးသွားတဲ့အနေထားမှာထပ်ဖောက်တော့ထပ်ဖောက်တော့ထပ်ဖောက်တော့စိုင်းမြင်းနေပြေးဖောက်တော့ဖောက်တဲ့အချိန်မှာသူကအထင်းမှာပလန်မိုင်းနဲ့ပူးပြီးတော့သူကဘာဖြစ်သွားလဲဆိုလို့ရှိရင်မိခိုးတွေထွက်လာလုံးဝရှယ်ထွက်တာတော့မိခိုးတွေဒါပေမဲ့သူထွက်လာတဲ့မိခိုးတွေကလည်းပုံမှန်ကျွန်တော်တို့ထင်းမိဘကထွက်လာတဲ့မိခိုးပုံစံမျိုးလည်းမဟုတ်တလို့တခြားတခြားကျွန်တော်တို့ဒီခုနလိုမျိုးပေါ့ဟိုမိဘတွေကထွက်လာတဲ့မိခိုးပုံစံမျိုးမဟုတ်ဘူးတိပက်တိချောက်တွေရှို့လိုက်တဲ့မိခိုးပုံစံမျိုးလည်းမဟုတ်ဘူးသူ့ရဲ့မိခိုးကတော့ကျွန်တော်တို့ဒီ ဟိုဘက်ထရီတွေလောင်တဲ့အခါမှာထွက်လာတဲ့မီခိုကတော့ဟိုတမျိုးပေါ့နည်းနည်းလေးပြစ်တစ်တစ်ဆန်ဒါပေမဲ့မီလုံးဝထမလောင်ဘူးလုံးဝထမပေါက်ကွဲဘူးဒါပေမဲ့သူ့ရဲ့ temperature ကိုကြည့်လိုက်တော့လေကျွန်တော်တို့ကင်လို့ရတယ်မီခိုတွေထွက်နေပြီးတော့အထဲမှာဥနေတဲ့အနေထားမှာကိုကင်လို့ရတယ်ဒါပေမဲ့အချိန်တစ်ခုရောက်တော့ငြိမ့်သွားတယ်ဗျဒါတော့မိုက်တယ်နောက်တစ်ခုကကျွန်တော်အဲ့ဥစ္စာကိုထပ်ပြီးတော့ကျွန်တော်အဲ့လိုဖြစ်သွားတဲ့အနေထားတစ်ခုမှာကျွန်တော်ဘိုးဆန်းကြည့်ရောလေဘိုးကထွက်နေနေတယ်အဲ့တော့အခုလက်ရှိကျွန်တော်က ဒီပုံမှန်တစ်မျိုးကျဆန်းနေကြတိုင်းပါပဲအာဘက်ထရီတုံးကထုထောင်ပြီးတော့အဓိကဘာလဲ safety ဖြစ်တယ်ဟိုဘယ်လိုခေါ်မလဲအကြမ်းဖက်တုံးလို့ရတယ်တကယ်ဘယ်လိုခေါ်မလဲအာငရင်တွေပါကြီးလှုပ်တဲ့အခြေအင်းတို့ဒါမှမဟုတ်လို့ရှိရင်လည်းတခြားအကြောင်းတရားအကြောင်းတစုံတရားအကြောင်းဒီကောင်တွေကိုဒီလွဲလွဲကူကူ damage မဖြစ်နိုင်လို့လွဲလွဲကူကူလည်းမပေါက်ကွဲနိုင်ဘူးလုံးဝမပေါက်ကွဲတာမျိုးတော့မဟုတ်ဘူးဆိုရင်ပဲ99.9%လောက်ဒီမပေါက်ကွဲနိုင်ဘူးဒါကတော့ကျွန်တော်စမ်းကြည့်တဲ့အနေအထားတစ်ခုအရာပေါ့ ဒါဆိုကျွန်တော်ဘို့တစ်ချက်တိုင်းကြည့်မယ်3.3 3.29 3.30လို့ပို့ပေါ့နော်အဲ့မှာဆိုရင်ကျွန်တော်ကအခုလက်ရှိဒီမီလုံးလေးလည်းဖွင့်ထားတယ် temperature အနေနဲ့ဆိုလို့ရှိရင်တော့ဒီကတုံးစက်6တက်တမ6ပေါ့နော် temperature အနေနဲ့ဆိုရင်အဲ့တော့ ကျွန်တော်ကဒီမှာ ဖောက်ပဲဖောက်ပြတာပေါ့ဘာလို့ဖောက်ပြရလဲဆိုလို့ရှိရင်ဒီကောင်ကတော့ခုလက်ရှိအနေထားရဆိုရင်ဒီမှာဆိုရင်ကျွန်တော်တို့ဒါဆိုရင်ဒီလိုမျိုးလှန်လိုက်လို့ချင်းသူဒီထဲမှာဆိုရင်သူပုံစံလေးကပွင့်နေပြီအဓိကတော့ဒီဘက်ထရီကိုရေတွေပါလေးဆူလို့တော့မရဘူးပေါ့အခုဒီမှာဆိုရင်ကျွန်တော်တစ်ချက်ခုဒီမှာ ဒွေနဲ့ဘာလို့ဖောက်တာလဲလို့မေးလို့ရှိရင်ကျွန်တော်ခုနကတော့ comment ကိုပြန်ပြီးသွားတဲ့အချိန်မှာဒွေနဲ့ဖောက်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်ဒီကောင်ကတကယ် solid state battery ဖြစ်တယ်ဆိုတာကိုပြချင်တာပေါ့အဲ့လိုဖောက်လိုက်လို့ကဥမာ တချာဘလောက်တက်သွားလဲတမ်ပရေချာက53လောက်ထိတက်သွားတယ်အဲ့တော့ကျွန်တော်ထပ်ဖောက်ပြလာမယ်နော်

39ဒါကခုနကဖောက်နေတဲ့အချိန်မှာ short ဖြစ်တဲ့အချိန်မှာဒီဘက်ထရီကပူလာတဲ့အနေအထားကိုသူပြတာပေါ့ဒါကိုသူအဲထဲမှဖြစ်နေတဲ့အနေအထားကိုပြတာဒါပေမဲ့ဘက်ထရီကတော့ဒီကောင်ကအခုကျွန်တော်တို့က studio gun ထဲမှာဖြစ်တဲ့အတွက်ဟိုဘယ်လိုပြောမလဲအာအေးနေမှာပေါ့အဲထဲမှာတော့ပူနေတယ်အဲ့ပူနေတဲ့ဟာကိုပဲ sensor ကဖတ်တာပေါ့ကဲဘို့တစ်ချက်ကျွန်တော်ပြန်တိုင်းကြည့်မယ်နော် ဘိုးကတော့3.27 3.28ဘိုးကတော့လုံးဝပုံမှန်ပဲထွက်နေတယ်အဲ့တော့ခါလေးရဖြတ်ချပြင်တော့ကျွန်တော်တို့ကဒီ plan မိုင်းနဲ့တွဲလို့မရတော့ဘူးပေါ့ဒီလိုအမြောင်လိုက်အမြောင်လိုက်ကျွန်တော်တို့ဖြတ်ထုတ်လိုက်လို့ရှိရင်တော့ battery ရဲ့ capacity ပဲကျသွားမယ်ဒါပေမဲ့ battery ရဲ့ဘိုးတွေကတော့ကျသွားမှာမဟုတ်ဘူးအဲ့တော့ solid state battery မဟုတ်ဘူးလားဟုတ်သလားလို့မေးရင်ဟုတ်ပါတယ်ဘလို့ solid state battery လဲလို့မေးရင်စင်ပြီး solid state battery ပါ ်ဆင်ပြီး solid state battery ဖြစ်ပေမဲ့လည်းလုံခြုံစိတ်ချစွာလုပ်လို့ရတယ်ဘယ်လိုခေါ်မလဲ low temperature မှာရော high temperature မှာရောကျွန်တော်သုံးလို့ရတယ်နောက်တစ်ခုကကြတော့ဘာလဲဆိုလို့ရှိရင်တော့ကျွန်တော်တို့က battery ရဲ့ size ကသေးသွားပြီးတော့ weight ကလည်းပေါ့သွားမယ်ဒါပေမဲ့ battery ရဲ့ capacity တနည်းအားဖြင့်တော့ကျွန်တော်တို့ battery ရဲ့ density ကတော့ပုံမိုက်သွားမယ်ကဲဒါဆိုလို့ရှိရင်တော့ solid state battery ဟုတ်တလားမဟုတ်တလားဆိုတာကတော့ကျွန်တော်တို့ပြန်ရအောင်ခဏ